တော်များအားလုံးမင်္ဂလာပါခင်ဗျာ21ရက်လေးလ2025နေပြီးတော့29ရက်လေးလ2025အထိရာဟုသားသမီးများရဲ့တပတ်တာကံကြမ္မာကိုလီလုံးမကကလေးကြည့်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာရာဟုသားသမီးများရဲ့ငွေကြေးကံတွေကနေစပြီးတော့ကျွန်တော်ကြည့်ပေးမှာဖြစ်ပါတယ်ရာဟုသားသမီးများရဲ့ငွေကြေးကံကတော့ဒီတပတ်တာကာလမှာကိုယ့်ရဲ့ ငွေကြေးနဲ့ပတ်သက်ပြီးအချီးငားမလုပ်သင့်ပါဘူးကိုယ့်ရဲ့ငွေကြေးကိုလိမ်လည်လည်ပြားခံရနိုင်ပါတယ်ကိုယ့်ရဲ့ငွေကြေးကိုဒုက္ခပေးခြင်းတဲ့သူတွေရှိပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးကံကတော့ညံ့နေပါတယ်ချီးထားတယ်ဆိုလို့ရှိရင်လည်းဆုံးမသေးကြပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့တတိထားမယ်တပတ်တာကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲငွေကြေးချီးငားကိုတော့လုံးဝရှောင်သင့်ပါတယ်ခင်ဗျာလိမ်လည်လည်ခံရနိုင်ပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီး view site ကြပါအဲဆက်လက်ပြီးတော့ကျွန်တော်အလုတ်ကံလေးကိုကြည့်ပြပါမယ်အလုတ်ကံအလုတ်ထဲမှာတော့ကိုကစိတ်ချမ်းသာစရာ ြောချင်စရာကောင်းတဲ့အခိုက်အတန့်လေးတွေကိုကြုံလာနိုင်တဲ့ဘက်တာကာလဖြစ်ပါတယ်ကိုကိုလူချင်းလူကလည်းပေါ်များနေမဲ့ဘက်တာကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့အလုပ်ထဲမှာတော့အလုပ်ကံလေးကတော့ကောင်းနေပါတယ်ဆက်လက်ပြီးတော့ကျွန်တော်အခြေအေးလေးကိုကြည့်ပြပါမယ်အခြေအေးအခြေအေးကတော့အမ်ဘယ်လိုပြောရမလဲအခြေအေးကတော့အဆင်ပြေနေမယ်တိုးပေမဲ့အဲ ကိုယ့်ရဲ့ပါတနာပေါ့နော်ကိုယ့်ရဲ့ effort ကအမြင့်ကိုပဲကြည့်နေတယ်ကိုကလည်းအမြင့်ကိုလိုက်ကြည့်ပေးဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့ပါတနာကအဲသူ့ရဲ့အမြင့်ကိုကြည့်ပြီးတော့ကိုကအဲလိုက်နေပေးနေဖို့တော့အလိုအပ်တဲ့တပတ်တာကလာဖြစ်ပါတယ်အဲအခြေကြီးကတော့ကံလေးကောင်းနေပါတယ်သို့ပေမဲ့အမြင့်လေးတွေကွဲပြားနေတတ်တော့ဒီတပတ်တာကလာမှာအခြေကြီးကံလေးကတော့ကောင်းတယ်အမြင့်လေးတွေကွဲပြားနေတယ်ဆိုတော့အဲ့တော့ကြောင့်မို့လို့အဲ့ဒါလေးကိုတော့ဒရီတာဆင်ကြရမယ်တပတ်တာကလာဖြစ်ပါတယ် အဲဆက်လက်ပြီးတော့ကျွန်တော်ရာဟုသားသမီးရဲ့အိမ်တော်ဤကံလေးကိုကြည့်ပြပါမယ်အိမ်တော်ဤကံကတော့ကိုကအိမ်တော်ဤနဲ့ပတ်သက်ပြီးစိတ်လေးလံရတာအမ်ပြီးတော့ပူပင်ရတာကြောင်းကြရတာဒါမျိုးလေးတွေရှိလာနိုင်ပါတယ်အဲ့တော့ရာဟုသားသမီးတွေဘက်ကကာလမှာအိမ်တော်ဤကံလေးကတော့ညံ့နေပါတယ်အဲဆက်လက်ပြီးတော့ကျွန်တော်ကျမ်းမာကြီးကိုကြည့်ပြပါမယ် ျမ်းမာရေးကျမ်းမာရေးကတော့ကောင်းပါတယ်ကိုကယောဂဟောင်းနေရှိရဆိုလို့ရှိရင်လည်းပြောင်းမယ်တပတ်တာကာလဖြစ်ပါတယ်ခုမှအဲဝေဒနာကံစားနေရတယ်ဆိုလို့ရှိရင်လည်းမကြခင်မှာတက်တာသွားမယ်ဆိုတဲ့နမိတ်ကိုမြင်ရပါတယ်အဲ့တော့ရောက်တန်းကြီးများအားလုံးကျမ်းမာချမ်းသာကြပါစေခင်ဗျာဇာတ်လပ်ပြီးတော့ကျွန်တော်ပြောပြချင်တာတစ်ခုကကျွန်တော်တရက်ကိုတရက်ကို အွန်လိုင်းပြည်သန့်အဟောကိုကျွန်တော်မြေတားကြီးနဲ့ဟောတာကိုကျွန်တော်၁၀ရောက်ပဲဟောပြပါတယ်အဲ့ဒါကြော်သွားရင်ကျွန်တော်မဟောတော့ပါဘူးကျွန်တော်နားပါတယ်အဲအဲ့တော့ကျွန်တော်ကစာမပြောင်းဘူးဆိုလို့ရှိရင်လည်းချိန်မပူပါနဲ့နောက်ရက်လေးကျွန်တော်စာပြောင်းပြပါမယ်ပြီးတော့ဗတိပေးချင်တာကကျွန်တော်ကမြေတားကြီးနဲ့ဟောတာပါအဲဒါပညာဒါနလောက်တာမဟုတ်ပါဘူးမြေတားကြီးပါခင်ဗျာအဲ့တော့အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာကျေးဇူးတင်ပါတယ်